မင်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးဆိုလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့နောက်ဆုံးရစိတ်ဝင်စားစရာဘောလုံးသတင်းတွေပဲဖြစ်ပါတယ်ရှင်အခုတင်ဆက်ပေးချင်တာကတော့အင်နာစာအသင်းမှာကစားနေတဲ့ရော်နယ်ဒိုကိုဘရိုပါကလပ်အသင်းအချို့ကကမ်းလှမ်းထားကြောင်းသတင်းရရှိပါတယ်ရော်နယ်ဒိုနဲ့သတင်းတွေကြဲကြဲလောင်လောင်ထွက်ပေါ်နေတာကတော့ Sporting Lisbon ဖြစ်ပြီးတော့ Gogarest ကိုလာမယ့်ညရောင်းချပြီးကစားသမားဟောင်းရော်နယ်ဒိုကိုအသင်းထံပြန်လဲခေါ်ယူလို့နေရဖြစ်ပါတယ် နာပိုလီသင်းကတော့လီဗာပူးသင်းတိုက်စစ်မှုနူညက်စ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီးတော့လီဗာပူးကလည်းလာမယ့်ຫນွေအသင်းကနေထွက်ခွာခွင့်ပြုသွားဖို့ရှိနေပါတယ်။အာဆင်နယ်သင်းကအက်စပန်ညိုအသင်းဂိုးသမားဂါစီယာကိုခေါ်ယူဖို့အလွန်အချိန်နှောင်းနေကြောင်းလည်းသိရရှိပါတယ်။ဆော်ဒီကလပ်အဲဟီလာအသင်းကတော့ညူကာဆယ်အသင်းကွင်းလယ်ကစားသမားဂူမာရက်စ်ကိုခေါ်ယူလို့နေပြီးတော့မန်ယူအသင်းကွင်းလယ်လူဖာနန်ဒက်စ်ကတော့၎င်းတို့ရဲ့အထူးကပြတ်မှတ်အဖြစ်သတ်မှတ်ထားပါတယ်။ ချဲစီသင်းကပေါင63.5တန်ဝင်းကျင်ပေးချရပွဲရှိနေတဲ့ AC Milan အသင်းတိုက်စစ်မှုလီယိုကိုစိတ်ဝင်စားနေပြီးတော့အာဆင်နယ်ကလည်းစောင့်ကြည့်နေပါတယ်။မန်ယူကိုရောက်ဖို့အလွန်နှီးစက်နေတဲ့ဝော့ပ်တိုက်စစ်မှုကိုညာရဲ့အေဂျင်တွေကအာဆင်နယ်၊ညူကာဆယ်စတဲ့အသင်းတွေနဲ့လည်းဆွေးနွေးနေပါတယ်။ဂျူဗင်တက်အသင်းကတော့အာဆင်နယ်ကပါတီနဲ့မန်ယူကလင်ဒီလော့ဖ်တို့ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။မန်ယူအသင်းက PSG အသင်းကိုဒမဒွန်နာရမာကိုယူရိုတန်း60ပေးချေဖို့အသင်းပြင်ထားကြောင်းသတင်းရရှိပါတယ်။ ်ယူရိုပါလိခက်မှာရှုံးပွဲမရှိဘူးလို့ပဲတက်လာတဲ့ခုနှစ်သင်းမြောက်အသင်း Man United အသင်းကတော့ဒီရာသီယူရိုပါလိပြိုင်ပွဲမှာ14ပွဲကစား6ပွဲနိုင်5ပွဲတည်းရရှုံးဝင်းမရှိမှတ်တမ်းနဲ့ဘောလုံးပွဲကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်။ယူရိုပါလိခက်မှာ Man United အသင်းကရှုံးဝင်းမရှိဘောလုံးပွဲတက်လာတဲ့ခုနှစ်သင်းမြောက်အသင်းဖြစ်ပြီးတော့အရင်အသင်းတွေက Benfica 2013-14, Chelsea 2018-19, Inter Milan 2019-20, Villarreal 2020-21, Frankfurt 2017-22 လီဗာကူဆင်း2023-24လို့ဖြစ်ပါတယ်။ဖလားလေးလုံးအောင်ပွဲအတွက်အနိုင်ပွဲနှစ်ပွဲသာလိုတော့တဲ့ PSG ကတော့ပြင်သစ်ကလပ် PSG အသင်းကအဒီယာသီးမှပြင်သစ်လီဖလားပြင်သစ်စူပါဖလားတို့ကိုရယူစကူထားပြီးတော့ချန်ပီယံလိပြိုင်ပွဲနဲ့ပြင်သစ်ဖလားပြိုင်ပွဲတွေမှာဘောလူပွဲကိုတက်ရောက်နေပါတယ်။ PSC အသင်းကချန်ပီယံလိဘောလူပွဲမှာအင်တာမီလန်အသင်းပြင်သစ်ဖလားဘောလူပွဲမှာ Rims အသင်းတို့နဲ့ကစားမှာဖြစ်ပြီးဒီဘောလူပွဲနှစ်ပွဲမှာအနိုင်ရခဲ့ရင်တရာသီအတွင်းဖလားလေးလုံးချန်ပီယံအဖြစ်အောင်ပွဲခံနိုင်မှာပါ အင်္ဂလန်ဘောလုံးကစားအားကစားကလောင်ရှင်များအဖွဲ့ FWA ရဲ့2024-25ရာသီအကောင်းဆုံးဘောလုံးသမားဆုကိုတော့လီဗာပူးတိုက်စစ်မှုဆာလာကစခုခဲ့ပါတယ်။ဆာလာကဒီဆုကိုမေယာဂိုင်နှုန်း90ရာဂိုင်နှုန်းကျော်ရရှိခဲ့ပြီးစခုခဲ့တာဖြစ်ပါတယ်။ဒုတိယနေရာမှာတော့လီဗာပူးနောက်ခံလူဖန်တိုက်တတိယနေရာမှာကတော့နျူကာဆယ်တိုက်စစ်မှုအီဆက်တို့ရှိနေပါတယ်။ဆာလာအနေနဲ့ဒီဆုကို2028ရာသီ2021-22ရာသီရေမှာလဲစခုခဲ့ဘူးတာကြောင့်၃ချိန်မြောက်စခုခဲ့တာဖြစ်ပြီးအာဆင်နယ်တိုက်စစ်မှုဟာ အန်နရီတင်ထားတဲ့စုအများဆုံးစံချိန်ကိုလိုက်မိခဲ့ပါတယ်ဒီပါဘူးသိရင်အာဂျင်တီးနာကွင်းလယ်လူမတ်စ်အလက်စတာကပြီးခဲ့တဲ့ဧပြီလအတွက်ပရီးမီးယားလိအကောင်းဆုံးကစားသမားဆုကိုချင်းမြင့်ခံခဲ့ရပြီးဒီဆုကိုရရှိရလေးယောက်မြောက်အာဂျင်တီးနာကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။မတ်စ်အလက်စတာကပြီးခဲ့တဲ့ဧပြီလအတွင်းဒီပါဘူးအသင်းရဲ့ပရီးမီးယားလိပွဲစဉ်၅ပွဲမှာ၂ဂိုးသွင်း၃ဂိုးဖန်ပြီးနိုင်ခဲ့ပြီးခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့်အကောင်းဆုံးကစားသမားဆုကိုဆုခွင့်ခဲ့ရပါဗျ။ အရင်ကပရီးမီယာလီတက်လာတာအကောင်းဆုံးကစားသမားစုကိုရယူနိုင်တဲ့အာဂျင်တီးနားကစားသမားတွေကအဂွဲယို9ကြိမ်၊တီဗတ်စ်၊ဗာရွန်2ကြိမ်စီတို့ဖြစ်ပြီးတော့မတ်စ်အလတ်စတာကလည်းပထမဆုံးကြိမ်စခုနိုင်ခဲ့တာပါ။စပါတင်ကနေဘိုင်မြူးနစ်အသင်းကိုပြောင်းရွှေ့ကစားနေတဲ့အင်္ဂလန်ဝိုင်းရဲ့တိုက်စစ်မှုဟာရီကိန်းကသူ့ရဲ့ဒုတိယမြောက်ယာတီမှာဘိုင်မြူးနစ်အသင်းနဲ့အတူဘွန်တလီကချန်ပီယံစုကိုရယူပြီးဖလားလက်မဲ့ယာတီတွေကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ဟာရီကိန်းရဲ့အသင်းဟောင်းစပါအသင်းကလည်းဒီယာတီမှာယူရိုပါလိဘောလုပွဲအဆင့်အထိတက်ရောက်နေရကြောင်း ုလူပွဲမှာမန်ယူနိုက်တက်အသင်းကိုအနိုင်ယူပြီး16နှစ်ကြာဖလားလက်မဲ့ရာသီတွေကိုဒီရာသီမှာအဆုံးသတ်နိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေရပဲဖြစ်ပါတယ်ပရိသတ်ကြီးအခုဆက်လက်တင်ဆက်ပေးချင်တာကတော့လေဗာကူစင်ကနေထွက်ခွာမဲ့ဇာဘီအလွန်ဆိုရီယယ်နီးပြဖြစ်လာဖို့သဘောတူညီမှုရရှိဆိုတဲ့သတင်းလေးပါစပိန်လူမျိုးနာမည်သောနီးပြအစားပြီးအလွန်ဆိုကအတရာဒီကုံကြရင်လီဗာကူးဆင်းနဲ့လမ်းခွဲမယ်ဆိုတာအတီးပြုတ်ခဲ့ပြီးတဲ့နောက်လာလီဂါထိပ်သီးရီရဲ့အသင်းကိုကင်တွယ်ဖို့သဘောတူညီမှုရသွားပြီးလို့သတင်းတွေထွက်နေပါဗျ ရီယန်နာမည်ကျော်ကစားသမားဟောင်းအလွန်ဆိုကမေလ25ရက်မှာလီဗာပူးစင်အသင်းနှင်းပြရာဒုကနေပြောင်းလုပ်ထွက်တော်မှာဖြစ်တယ်လို့စပယ်အားကစားသတင်းစာမာကာကဖော်ပြခဲ့ပါတယ်တောက်ကြနေတော့ကစင်းစာရှင်းလင်းပွဲမှာအလွန်ဆိုကလာမယ့်ပွဲစဉ်နှစ်ပွဲကကျွန်တော်အတွက်လီဗာပူးစင်နှင်းပြဖို့ကနောက်ဆုံးကင်တွင်ပွဲပွဲတွေဖြစ်လာမှာပါအခုတစ်ပတ်အတွင်းအသင်းတာဝန်ရှိသူတွေနဲ့ကျွန်တော်တွေ့ဆုံစကားပြောခဲ့ပြီးအခုချိန်ကဒီသတင်းကိုအတိအပြုဖို့အသင့်တော်ဆုံးချိန်ဖြစ်တယ်လို့ထင်ပါတယ် ကျွန်တော်အနာကနဲ့ပတ်သက်လို့အခုလောလောဆယ်ဘာမှမပြောချင်သေးပါဘူးတနင်္ဂနွေကျရင်ကစားသမားတက်ချုံနဲ့ကျွန်တော်ကပရိသတ်တွေကိုနောက်ဆုံးနှုတ်ဆက်သွားမှာဖြစ်ပြီးခန်းစားချက်ပေါင်းများစွာနဲ့လာမယ့်အခိုက်အတန့်ကိုပျော်ပျော်ရွှင်ရွှင်ခန်းစားသွားမှာပါလို့ပြောကြခဲ့ပါတယ်အလွန်ဆိုကပြီးခဲ့တဲ့ရာသီကဘွန်တလီကသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်တရာသီလုံးရှုံးဝဲမရှိစံချိန်မှတ်တမ်းနဲ့ချန်ပီယံဆုရယူနိုင်ခဲ့ပေမဲ့တရာသီမှာတော့ချန်ပီယံဘိုင်မြူးနစ်အသင်းရဲ့နောက်ဆုံးချန်ပီယံဘိုင်မြူးနစ်အသင်းရဲ့နောက်အဆင့်နှစ်နေရာနဲ့သာကျင်းပခဲ့ရပါတယ် ရီယယ်တင်ကပြီးခဲ့တဲ့နှစ်ຫນွေရာသီကဲကအလွန်ဆိုကိုချိတ်ဆက်ခဲ့ပြီးအလွန်ဆိုကလေးပါးကူစင်အသင်းမှာပဲဆက်နေခဲ့ပေမဲ့အခုချိန်မှာတော့ဘာနီဘျူးကိုသွားဖို့ဆုံးဖြတ်လိုက်ပြီလို့လည်းသိရပါဗျ။ချယ်ဆီကစားသမားဟောင်းဖာဘရီဂတ်ကလေးပါးကူစင်အသင်းနီးပြဖြတ်လာဖို့ရည်ပန်းစားနေပါဗျ။လက်ရှိလေးပါးကူစင်နီးပြအလွန်ဆိုကရီယယ်အသင်းကိုကင်တွယ်ဖို့သဘောတူညီမှုရသွားပြီဆိုပြီးတည်င်းတွေထွက်ပေါ်နေသလိုတစ်ဖက်မှာလည်းလစ်လက်သွားတဲ့လေးပါးကူစင်နီးပြရာထူးအတွက်နီးပြရာထူးအတွက်ဆက်ဖာဘရီဂတ်ကဦးစားပေးဖြတ်လာတာပါ။ ဖာဗရီဂတ်စ်ကဒီယာတီမှာစီးရီးအကလပ်ကိုမိုအသင်းကိုကင်ကြယ်နေပြီးနောက်ဆုံး၅ဘွဲ့ဆက်တိုက်နိုင်ပွဲတွေဆက်နေသလိုအသင်းကလည်းတန်းစင်းစုံတဲ့ဝေးရာကိုရောက်သွားခဲ့ပါတယ်။ဖာဗရီဂတ်စ်လက်ထက်မှာကိုမိုအသင်းကညံ့ညောတဲ့ကစားပုံတစ်ခုကိုဖာဗရီဂတ်စ်ကိုယ်တိုင်သွတ်သွင်းနိုင်ခဲ့သလိုဒါကြောင့်လည်းလီဗာကူစင်အသင်းကစိတ်ဝင်တစားချင်းကပ်လာခဲ့ပုံရပါတယ်ရှင်။အခုဆက်လက်တင်ဆက်ပေးမှာကတော့အမော်ရင်ကျောင်း United မှာပဲကစားသမားဘောအကုံဆုံးမှုရှိနေတဲ့ကတ်စ်မေယိုပါ။ အခုနောက်ပိုင်းပွဲတွေမှာအမောင်ရင်ရဲ့နေရာပြန်ပေးမှုနဲ့အတူခြေစွမ်းပြနေတဲ့ဝိုင်းရင်ကွင်းလယ်လူကတ်စမဲယုကမန်ချက်စတာယူနိုက်တက်အသင်းမှာပဲကစားသမားဘွားတွေကုံဆုံးသွားတဲ့အခြေဆက်ကစားသွားမှုရှိနေပါတယ်။ကတ်စမဲယုကဒီယာတီမှာပုံမှန်ခြေစွမ်းပြောက်ခဲ့တာကြောင့်လာမယ့်နေရာဒီကျရင်ယူနိုက်တက်ကနေထွက်ခွာဖို့တေချာတော့ရှိခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်သက်တပတ်တွေအတွင်းကစားခဲ့တဲ့ပွဲတွေမှာကတ်စမဲယုကခြေစွမ်းပြန်ပြနေပြီးတော့ဘီဘာအိုနဲ့ယူရိုပါလိဆီမီဖိုင်နယ်နှစ်ကြိမ်စလုံးမှာဂိုးသင်းနိုင်ခဲ့သလိုယူနိုက်တက်အသင်းကိုဘောလုံးပွဲရအောင်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ United အသင်းနဲ့နီးစပ်တဲ့အတိုင်းဝန်းကထွက်ပေါ်လာတဲ့သတင်းတွေအရအမော်ရင်ကကာရင်တန်လေးချင်ရဲ့ခွင့်မှာသူ့ကစားသမားတွေနဲ့အနီးကပ်ပူးပေါင်းအလုပ်လုပ်နေပြီးအသင်းကိုပြန်လည်တည်ဆောက်တဲ့နေရာမှာကက်စမေယိုကအဓိကနေရာကနေပါဝင်နေတယ်လို့ယူဆနေပါတယ်။ကက်စမေယိုရဲ့အထွေထွေကောင်းနေတဲ့နေရာဆောင်ကစားနိုင်တဲ့အရေးချင်းတွေရ United အသင်းကိုအောင်မြင်မှုတွေပြန်လည်ရယူနိုင်မှုအတွက်အရေးပါတဲ့သူဖြစ်လာနိုင်တယ်လို့အမော်ရင်ကယုံကြည်ထားတယ်လို့ဆိုပါတယ်။ကက်စမေယိုကိုမေဂျာလိနဲ့ဆော်ဒီကလပ်တွေကပြင်မှတ်ထားနေရာကြောင့် United အသင်းကကက်စမေယိုကိုဆက်ထိန်းထားဖို့ ရှိမရှိနဲ့ပတ်သက်ပြီးဆုံးဖြတ်ရရောမှာပါပဲ။ကန်စမေယုတ်ကမေဂျာလိနဲ့ Sorry League တွေကိုပြောင်းရွှေ့ဖြစ်ရင်အခုထပ်ပို့ပြီးတော့မြန်မာရဲ့လားဆောင်ကြီးရရှိဖို့ရှိပေမဲ့လည်းသူကအင်္ဂလန်မှာပျော်ရွှင်နေပြီဖြစ်တယ်လို့သူကစားသမားဘဝကိုထိတ်တန့်အဆင့်တစ်ခုမှာပဲအဆုံးသတ်သွားဖို့ဆန္ဒရှိပါတယ်။2022ခုနှစ်က Real ကနေ United ကိုပေါင်တန်း80နဲ့ပြောင်းရွှေ့ခဲ့သူ Casemiro က United အသင်းမှာတပတ်ကိုပေါင်3,800 9,000အထိရရှိနေပြီးအသင်းရဲ့လားဆောင်ကြီးအများဆုံးကစားသမားတအုပ်ဖြစ်ရပ်တည်နေတာပဲဖြစ်ပါရဲ့ရှင်။အခုဆက်လက်တင်ဆက်ပေးမှာကတော့ Enzo Fernandez အတွက် Chelsea Euro တန်း200တောင်းဆိုဆိုတဲ့သတင်းလေးပါ။ Chelsea တင်းက Real အသင်းခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ Argentina ကွင်းလယ်ကစားသမား Enzo Fernandez အတွက် Euro တန်း200တောင်းဆိုခဲ့ကြောင်းသိရပါရဲ့။ Chelsea တင်ကတော့ Anzo Fernandez ကို2023ဇန်နဝါရီပြောင်းရွှေ့မှာ Euro တန်း121တန်းနဲ့ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ Chelsea တင်ကတော့ Anzo Fernandez ကို2032ခုနှစ်အထိစာချုပ်ချုပ်ဆိုထားတာကြောင့်အခုလိုမျိုးတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ Anzo Fernandez ကလက်ရှိအချိန်မှာ Chelsea တင်းရဲ့ဒုတိယအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူနေရပါတယ်။အသက်24နှစ်အရွယ်ရှိတဲ့ Anzo Fernandez ကတော့ Chelsea တင်းအတွက်အခုရာသီပြိုင်ပွဲဆုံး52ပွဲအထိပါဝင်ကစားထားပြီးတော့ခုနှစ်ဂိုးသွင်းယူထားတာပဲဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့ဘာစီလိုနာအသင်းရဲ့နီးပြဟန်စီဖလစ်ကအသင်းမှာရာဖီညာတယောက်ရှိနေတယ်ဆိုပေမဲ့ဘဲတောင်မန်ကစားသမားတယောက်ကိုထပ်ပြီးခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။အကြောင်းကလည်းရာဖီညာနဲ့စာချုပ်ကိစ္စကအခုချိန်ထိကိုအဆင်မပြေသေးလို့ပါပဲ။ဒီချိန်မှာအက်စတွန်ဗီလာအသင်းကိုအငှားသွားကစားနေတဲ့မန်ယူအသင်းရဲ့ကစားသမားရက်ဖိုးစ်ကဘာစီလိုနာအသင်းကိုပြောင်းဖို့စိတ်ဝင်စားနေတယ်လို့တကယ်ခေါ်ပြစ်ခဲ့ပါကလာစာရှော့ယူပြီးတော့တောင်ပြောင်းရွှေ့ဖို့အတွက်ဆန္ဒရှိနေပါတယ်။ရူဖင်မိုးရင်ရဲ့အဆန်းအစာကမခေချောင်းကိုတော့မြင်ခဲ့ရပါပြီ။ အမို့ရင်းဆိုတာကသူ့ရဲ့ကစားကွက်နဲ့ system ကိုပဲတေချာတည်ဆောက်မယ်ဆိုပြီးပြုပြင်ပြောင်းလဲနေဝင်လာတဲ့နီးပြပါ။အများစုကဒီယာဒီမှာတော့တမ်းမစင်းရရင်တော်ပါပြီလို့ကြိုတင်နှစ်သိမ့်နေခဲ့ကြတာပါ။တကယ်လည်းအသင်းရဲ့အခြေအနေကတမ်းမစင်းရရင်တမယ်ဖြစ်ခဲ့ပါတယ်။ star point ပြဿနာတွေဖြစ်ရှင်းရတယ်။ဒဏ်ရာပြဿနာတွေကြားထဲမှာကစားသမားအလုံးလောက်မရှိဘူး။ဒီကြားထဲက Europa League final ကိုရောက်သွားပြီး system ကျလာရင်ဆိုတော့အလုံးကိုစိတ်ကူးရင်ကြည့်လို့ရပါပြီ။အမို့ရင်းနီးပြပါပြောင်းလဲတွေက Europa League final ကို နူးနူးညံ့ညံ့ပတ်မိုးပေးခဲ့တယ်။မီးပုံတဲကိုခုံဆင်းလာပြီးတော့လူငယ်လေးတွေ quality မပြည့်တဲ့ကစားသမားတွေနဲ့ဒီအချိန်နဲ့အထစ်ကိုအမွေရင်ခက်ခက်ခဲခဲဖန်နေကြရတာပါ။အမွေရင်ကတကယ်ကိုတော်ပါရဲ့ရှင်။အခုတင်ဆက်ပေးမှာကတော့ PSG ဥက္ကဋ္ဌ AK Lifey ကတော့ချန်ပီယံလိဘောလူပွဲကိုလိုက်ပါကြည့်ရှုနိုင်ဖို့အသင်းဝင်တန်း600ကိုခေါ်ဆောင်သွားမယ်လို့ကတိပေးလိုက်ပါတယ်။အသင်းကနေဘောလူပွဲတက်ခဲ့ပြီးတဲ့နောက်မှာအခုလိုကြေညာခဲ့တာဖြစ်ပြီးနောက်အောက်ခြေဝင်တန်းတွေကအစအမျိုးနက်စ်မှာကစားမဲ့ပွဲကိုလိုက်ပါကြည့်ရှုခွင့်ရတော့မှာပါ။ အသင်းအတွက်ကြိုးစားအားထုတ်မှုတွေကိုအတိအမဲ့ပြုတဲ့အနေနဲ့ဆုချင်းမြင့်တဲ့အနေနဲ့လှုပ်ဆောင်ပေးခဲ့တာဖြစ်ပြီး PSG ဝန်ထမ်းတွေအတွက်တကယ်ပျော်ရွှင်စရာဖြစ်လာခဲ့ပါတယ်။ဂျာမနီမှာကစားရမယ့်ပွဲအတွက်အသင်းကအဆက်အစအရာတောင်းယူပေးသွားမှာဖြစ်ပြီးအသင်းကိုလိုက်ပါအားကိုးကွင်းရခဲ့ကြပါပြီ။ AK Life ရဲ့ဒီလိုရအတွက်သူ့ကိုအားလုံးကချီးကျူးနေကြပါတယ်။ငွေကြေးကျွယ်ဝတဲ့ကာတာတထေးတွေပိုင်းဆိုင်တာကြောင့်သူတို့တက်လောက်ကတော့အမှုလောက်ဆရာငွေကြေးပမာဏမဟုတ်ပါဘူး။ဒါပေမဲ့အသင်းဝန်ထမ်းတအူးချင်းစီအတွက်တော့ဒီအခွင့်အရေးကိုရခဲ့တာက ကြီးမားတဲ့အရာတစ်ခုဖြစ်ရှိလာတော့မှာပါရှင်အခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတက်နေရာတွေမှာဆောဆောလေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်မတို့ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြအောင်နော်ပေးတဲ့ကြည်နောက်တစ်ပြောချင်တာက Facebook မှာလည်းကျမတို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ဘောလုံးတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်เนาะဘောလုံးချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတူတင်ပါတယ်ရှင်